မင်္ဂလာပါရှင်။ဗမာခေတ်တဲ့တရင်ဌာနမှချွတ်ဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံနောက်ဆုံးရသတင်းထုတ်သွင်းအုံများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရပဲဖြစ်ပါရရှင်။အခုတကတင်ဆက်ပေးမယ့်တရင်ကတော့လူသားချင်းစာနာမှုကဏ္ဍအတွက်မင်းအွန်လိုင်းနဲ့ဆွေးနွေးခဲ့တယ်လို့အာဆီယံဥက္ကဋ္ဌပြောမင်းအွန်လိုင်းကိုနိုင်ငံရေးအရာအသိအမှတ်ပြုတာမဟုတ်ကြောင်းမလေးရှားအမတ်ရှင်းလင်းဆိုတဲ့တရင်ကိုတင်ဆက်ပေးမှာပဲဖြစ်ပါရရှင်။ အနာသိန်းဆက်ကောင်ဆောင်မင်းအွန်လိုင်းနဲ့တွေ့ဆုံချိန်မှာငလျင်နောက်ဆက်တွေ့လူသားချင်းစာနာမှုလုပ်ငန်းစဉ်တွေအတွက်ဆွေးနွေးခဲ့တယ်လို့မလေးရှားဝန်ကြီးချုပ်ကထုတ်ပြန်ခဲ့ပါတယ်။ ်အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံးအာဆီယံရဲ့အလဲကျောဥက္ကဋ္ဌတောင်းယူထားတဲ့မလေးရှားဝန်ကြီးချုပ်အန်ဝါဧဘရာဟင်ကဧဘရာလ18ရက်နေ့တုန်းကတိုင်းဝန်ကြီးချုပ်ဟာသက်ဆင်ရှင်နာဝတ်ရဲ့စီဇန်ပေးမှုနဲ့တူဘန်ကောက်မြို့မှာမင်းအောင်လိုင်းကိုတွေ့ဆုံခဲ့ပါတယ်။ဘန်ကောက် Rosewood Hotel မှာသက်ဆင်တဲခင်ခဲ့တဲ့ညစာစားပွဲကိုတက်ရောက်ခဲ့တဲ့နောက်သူဟာငလျင်နောက်ဆက်တွဲလူသားချင်းစာနာမှုလုပ်ငန်းစဉ်တွေအတွက်မင်းအောင်လိုင်းနဲ့ဆွေးနွေးခဲ့ကြောင်းမြန်မာနိုင်ငံရဲ့အခြေအနေကိုအမြန်ဆုံးပုံမှန်အနေထားရောက်ရှိစေဖို့ကအရေးကြီးကြောင်း အန်ဝါကလူမှုကွန်ရက်မှာရှင်းသားထားခဲ့ပါတယ်။မြန်မာနိုင်ငံမှာဖြန်အားဖြင့်မဂနီကျူ9.9အစဉ်ရှိတဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီး၃ဘက်လောက်ကြာမှာအာဆီယံအလဲကျဥက္ကဋ္ဌကမေအောင်လိုင်းနဲ့တွေ့ဆုံခဲ့တာပါ။စစ်တပ်အာဏာသိမ်းပြီးကလေးကအာဆီယံနဲ့နိုင်ငံတကာအတိုင်ဝန်ဟာမေအောင်လိုင်းဦးဆောင်တဲ့စစ်ကောင်စီနဲ့တိုက်ရိုက်ဆွေးနွေးမှုအများစုကိုဖျက်တောက်ထားခဲ့တာဖြစ်ပါတယ်။သူနဲ့မင်းအောင်လိုင်းကြားကဆွေးနွေးမှုတွေဟာပွင့်လင်းပြီးအပြုသဘောဆန်ခဲ့ကြောင်းအန်ဝါကဆိုပါတယ်။ ဆွေးနွေးတဲ့အကြောင်းအရာတွေထဲမှာယာယီကွင်းစင်စေယုံတစ်ခုထားရှိနိုင်ကိစ္စလဲပေါဝင်ခဲ့ကြောင်းသူကလူမှုကွန်ရက်မီဒီယာ X မှာရေးသားထားခဲ့ပါတယ်။နောက်ပြီးမြန်မာနိုင်ငံမှာတင်းကျပ်အပြီးအကျဉ်းသား၄၈၀၀လောက်လူငိမ့်ချန်တာကိုရလာတဲ့ကိစ္စကိုလည်းအန်ဝါကခြေကျူးခဲ့ပြီးအတိတ်ပဲပြေသွားတဲ့လှုပ်ဆောင်ချက်တစ်ခုလို့သူ့ရဲ့ post မှာမှတ်ချက်ပေးထားခဲ့ပါတယ်။ မင်းအောင်လိုင်းနဲ့တွေ့ဆုံခဲ့တဲ့ဆိုရာဟာအာဆီယံဥက္ကဋ္ဌနဲ့မလေးရှားနိုင်ငံကအာနာသိန်းစစ်ကောင်းဆောင်ကိုနိုင်ငံရေးအရာအသိမှတ်ပြုခဲ့တဲ့အချိန်ပဲမဟုတ်ကြောင်းငလျင်ပေးကြောင့်ဒုက္ခရောက်နေသူတွေကိုကူညီပေးဖို့အတွက်သာရည်ရွယ်တာဖြစ်ကြောင်းမလေးရှားလွတ်တော်အမတ်တွေကိုဖြစ်တဲ့ထန်အောင်မင်းကဧပြီလ18ရက်နေ့မှာကြေညာချက်ထုတ်ပြန်ပြီးရှင်းလင်းခဲ့ပါတယ်လူရည်ရဲ့အသက်တွေကိုကယ်ဆယ်ဖို့လိုအပ်နေတဲ့အချိန်မှာနိုင်ငံရေးအရာဖြစ်တဲ့မဖြစ်တဲ့ဆိုတာနဲ့တွေ့ဝေမနေတဲ့အကြောင်းသူကပြောပါတယ် မင်းအောင်လိုင်းနဲ့တွေ့ဆုံမှုဟာမြန်မာနိုင်ငံမှာအနာသိန်းစစ်တပ်နဲ့အတိုက်ခံတော်လှန်အင်အားစုတွေကြားငြိမ်းချမ်းရေးဆွေးနွေးမှုအလားအလာတွေကိုညှိနှိုင်းမှုဖြစ်နိုင်ကြောင်းထင်ကြေးတွေလည်းထွက်ပေါ်ခဲ့ပေမယ့်အဲဒီကိစ္စနဲ့ပတ်သက်လို့တော့အန်ဝါကပါမှန်ချက်မှမပေးခဲ့ပါဘူး။မင်းအောင်လိုင်းနဲ့တွေ့ဆုံပြီးနောက်အန်ဝါဟာအမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်တွေနဲ့လည်းဧပြီလ16ရက်နေ့မှာဆွေးနွေးဖို့စီစဉ်ထားပါတယ်။ အစောပိုင်းတုန်းကတော့သက်ဆင်ကအာဏာသိမ်းစစ်ကောင်စီနဲ့အတိုက်အခံတွေကြောင့်နိုင်ငံရေးအယောက်ဆွေးနေဖို့အခွင့်အလမ်းတွေရှိနေစေလို့ယုံကြည်ကြောင်းမှတ်ချက်ပေးထားခဲ့ပါတယ်။ ဆလဘင်းစင်ကုန်းမြို့နယ်ကိုညာချင်းစစ်ကောင်စီလေးချောင်းတိုက်ခိုက်မှုအမျိုးသမီးတဦးသေဆုံးဆွေးတဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းပြည်ဝင်ခိုင်စင်ကုန်းမြို့နယ်နတ်တောင်ကျေးရွာကိုစစ်ကောင်စီကရှမန်နေဧရန်လာ18ရက်ညပိုင်း၌လေးချောင်းမှပုံကျဲတိုက်ခိုက်ခဲ့ရာအမျိုးသမီးတဦးသေဆုံးခဲ့ကြောင်းပြည်ဝင်ခိုင်ပြည်သူ့ကော်ရီဖွဲ့ပကပသတင်းပြန်ကြားရေးတာဝန်ခံကပြောဆိုသည်ရှမန်နေမြန်မာနစ်ဆန်တရနေ့ည8:15မိနစ်တွင်နတ်တောင်ကျေးရွာကိုလေးချောင်းတိုက်ခိုက်ခဲ့ရာအသက်50ရွယ်အမျိုးသမီးတဦးသေဆုံးက ပြည်သူလူထုတရားရရှိခဲ့သည်ဟု၎င်းကပြောသည်စစ်ကောင်စီသည်ပြုံလင့်ခိုင်တွင်ရှိစင်ကုံမတရားတပိတ်ချင်းနှင့်မိုးကုံမြို့နယ်တို့ကိုလေးချောင်းတိုက်ခိုက်မှုများယခုလတွင်ဇက်တိုက်ပြုလုပ်နေခြင်းဖြစ်ပြီးအရက်သားပြည်သူတိတ်ဆုံထိခိုက်မှုများရှိခဲ့သည်ရှမန်နေနနကမိုးကုံမြို့ရှေးပိုင်းနှင့်အနောက်ပိုင်းဒေသများလည်းစစ်ကောင်စီကလေးချောင်းတိုက်ခိုက်ခဲ့ရာပြည်သူနှုတ်ထိခိုက်ခဲ့သည် ဧရလ16ရက်ကလည်းတပိတ်ချင်းမြို့နယ်လိပ်ကျခြေရဆင်ကုန်းမြို့နယ်တရော်ပင်ခြေရမြောက်ဘက်ငကမောက်တာမုတ်ပေါင်းနီလေးချောင်းတိုက်ခိုက်ခဲ့ရာပြည်သူရှေးဦးထိခိုက်ခဲ့တဲ့ စစ်ကောင်စီကအပြင်းရမြေကိုကျင်းညာထားတော့လဲတိုက်ပွဲဖြစ်ပွားမှုမရှိဘဲတင်းကျန်ကာလာနဲ့နစ်ဆန်တရက်နေအခါကြီးနေကြီးရမျက်များပါမကြံလေးချောင်းတိုက်ခိုက်မှုများလှုံ့ဆောင်းနေကြောင်းစစ်ကောင်စီအပြင်းရကျင်းညာမှုကိုပြည်သူများမယုံကြည်ဘဲဘုံကိုကျင်းများခိုင်မာစွာပြုလုပ်ထိုင်လိုအပ်ကြောင်းပြည်ဝန်လေခိုင်ပကပသတင်းပြန်ကြားတာကတိုက်တွန်းထားသည်စစ်ကောင်စီသည်ငလင်ဘေးအကြောင်းပြအပြင်းရမြေကျင်းညာထားတော့လဲအပြင်းရစတင်သည့်နေမနေစဉ်လေးချောင်းဘုံကျဲတိုက်ခိုက်မှုများကိုနိုင်ငံတော်၌ပြုလုပ်လျက်ရှိသည် အထူးသဖြင့်စကိုင်းတိုင်းကောလင်ဝန်းတို့ကနေမန္တလေးတိုင်းတပိတ်ချင်းမရိယံစင်ကိုမိုးကုတ်ကချင်ပြည်နယ်ဖောက်ကံမြို့နယ်ဗမော်မြို့နယ်ရှမ်းမြောက်နောင်ကျိုးမြို့နယ်ကရင်ပြည်နယ်ကော့ဂရိတ်စသည်တို့အပါအဝင်နိုင်ငံတော်စစ်ကောင်စီလေးကြောင်းတိုက်ခိုက်မှုများကြောင့်ပြည်သူများစွာအသက်သေးဆုံးဒဏ်ရာရရှိခဲ့ကြသည်ဆလဘင်အာနာရှင်စနစ်ကိုမိမိတို့ခေတွင်အဆုံးသက်ရန်လွယ်ကြောင်း BBLA ကောင်းဆောင်မောင်းဆောင်ခပြောဆွေးတဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။ မြန်မာစစ်တပ်သည်ပြည်သူတင်မြောက်ကြသောအဆိုရကိုဖျောက်ချပြီး2021ခုနှစ်ကအာဏာသိမ်းကမြန်မာနိုင်ငံအားပြည်သူမလိုလားသောဆေးအုပ်ချုပ်ရေးစနစ်ဖြင့်အုပ်ချုပ်နေသည်။ထို့ကြောင့်အာဏာရှင်စနစ်ကိုယခုခေတ်တွင်အဆုံးသတ်ရန်လိုအပ်သည်ဟုဗမာပြည်သူလူမျိုးရေးတမတော် BBLA ကောင်းဆောင်ကုတ်ကဲရီမူမောင်ဆောင်ခါကပြောသည်။တီတော်လင်ရေးအဆုံးသတ်ဖို့တောင်းဝန်သေးတဲ့သူတွေစီမှာပဲတောင်းကိုစီရှိကြပါသည်။ ကျွန်တော်တို့အနေနဲ့တောင်းမသိတဲ့သူတွေကိုပြစ်တင်ဝေဖန်နေမယ်ဆိုသူတို့နားလေပါဝင်လာအောင်ဆွမ်းဆောင်ပြဖို့ဥဆောင်ပြဖို့ဒါအရေးကြီးပါတယ်။အာနာရှင်စနစ်ကိုကျွန်တော်တို့ခင်မှာပဲအဆုံးသတ်ပြီးဒီစနစ်ဆိုးအမွေဆိုးကြီးနောက်မျိုးဆက်စီလက်ဆင့်ကံမကြံရရဖို့ကျွန်တော်တို့အားလုံးတောင်းကိုစီခြေပွန်ကြဖို့လိုအပ်ပါတယ်ဟုပြောသည်။ ဧပြီလ18ရက်နေ့က BBLA တက်တီထောင်နေ့လင်းနေပြေမြောက်ခဲ့ပြီးအစိုးရနေမှာ မောင်ဆောင်ခါက BBLA ဤကုတ်ကဲရည်မှုအနေဖြင့်တမွန်လာပေးပို့ရှာရင်သူရဲဘော်များထဲသွင်းပြောဆိုခဲ့ခြင်းဖြစ်သည်မြန်မာစစ်တေကိုကျိုးရှာအနာသိမ့်မှုအောက်တွင်ငလင်းကြောင့်ဒုက္ခရောက်နေသောပြည်သူအတွက်မျက်ရည်တုပ်ပေးမည်သူမရှိဖြစ်နေကြောင်းလဲမောင်ဆောင်ခါကဆိုသည် ကျွန်တော်တို့ရဲ့ဒီဒေါ်လာရင်းဟာပြည်သူတွေမျက်ရည်ကြောင် လုပ်တဲ့ဆဲအုပ်စုကို အပီးတိုင်းဖယ်ရှားပြီးပြည်သူလူထုအတွက်တာတူညီများမှုလွတ်လပ်ငြိမ်းချမ်းမှုနဲ့တရားမျှတမှုတို့ကိုစောင့်ကြဉ်ပေးနိုင်မယ်နိုင်ငံတော်တည်တည့်ရဲ့ထူထောင်နိုင်ရေးပဲဖြစ်တယ်ဟုပြောသည် အားကောင်းလာတဲ့မြန်မာစစ်တပ်ကိုဖြိုချဖို့ဆိုရင်စနစ်ကြပြီးခိုင်မာသောအယက်သားအစိုးရဩဇာကိုခံယူမြင့်စစ်တပ်တခုလိုအပ်ကြောင်း BBL ကပြောဆိုထားတဲ့တော်လိုင်းရဲဘော်များအနေဖြင့်လည်းပေးရလာသောအမိန်နဲ့တာဝန်များကိုအကောင်းဆုံးထမ်းဆောင်ပြီးပြည်သူလူထုကအသိမှတ်ပြုချစ်ခင်ရသည့်ရဲဘော်ကောင်းများဖြစ်ဆက်လက်ရည်တည်သွားကြရဲမောင်ဆောင်ခါကတိုက်တွန်းထားသည် ဆလဘင်ပြည်တော်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းနဲ့အာဆီယံလေကျောက်ဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်တို့တွေ့ဆုံဆွေးနွေးဆွေးနွေးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်ရှင်။ အမျိုးသားညီညွတ်ရေးဆိုရပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းနဲ့အာဆီယံအလဲကျဥက္ကဋ္ဌဖြစ်တောင်းယူထားသူမလေးရှားနိုင်ငံဝန်ကြီးချုပ်အန်ဝါအေဘရာဟင်တို့ဒီကနေ့မနက်မှာတယ်လီကွန်ဖရင့်ကတဆင့်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။အဆိုပါတွေ့ဆုံမှုမှာအာဆီယံဥက္ကဋ္ဌနဲ့တကောအာဆီယံအဖွဲ့ဝင်နိုင်ငံများနဲ့ဆက်ဆံရေးတိုးမြှင့်ဆက်သွယ်ဆောင်ရွက်နိုင်ရေးအပအဝင်မြန်မာပြည်သူများထံသို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများထိရောက်စွာပေးဖို့ဖြန့်ဝေနိုင်ရေးတို့နဲ့ဆက်လင်းတဲ့ကိစ္စရပ်များကိုရှင်းလင်းပွင့်လင်းစွာဆွေးနွေးခဲ့ ကြတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကတရင်ထုတ်ပြန်ထားပါတယ်။အဆိုပါတွေ့ဆုံပွဲကိုပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်နှံနိုင်ငံသားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးကျော်မိုးထွန်းနဲ့ဝန်ကြီးချုပ်ယုံအမြဲတမ်းအတွင်ဝန်ဒေါ်ကြည်ပြတို့တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ရခိုင်ကတင်ဆက်ပေးမယ့်တဲ့ရင်ကတော့ငလင်သည့်မြန်မာရင်ခိုလုံစရာနေရလိုအပ်သူဥယျာဉ်၅တန်းကျော်အထိမြင့်တက်လာဟုရွှေနိုစီရေးရှိထုတ်ပြန်ဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရဲ့ရှင်။ ငလျင်တဲ့မြန်မာရင်းကိုလွန်ဇီယာနေရာနဲ့အခြေခံအိမ်သုံးပစ္စည်းများလိုအပ်နေသည့်လူဦးရေတသန်းကနေ9တသမ2တန်းထိမြင့်တက်လာနေကြောင်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံကရှမန်နေရင်ထုတ်ပြန်သည်စကိုင်းဘူအပြုအင်အားပြင်းငလျင်ကြောင်းအင်ဂျီ၄သောင်းကျော်ပျက်စီးခဲ့ပြီးနောက်ဆက်တွဲငလျင်ငယ်များလှုပ်ခတ်နေမှုကြောင့်ပြန်လည်တိဆောက်ရေးမှာပုံမှုအခက်အခဲများဖြစ်ပေါ်နေကြောင်းဆိုသည် ထို့သောနောက်ဆက်တွဲငလျင်များလှုပ်ခတ်နေသည်ဖြင့်အချို့မိသားစုများမှအိမ်내ပြန်ဝင်ရန်ကြောင်းလန်တွေကဟင်းလင်းပြေ၌အိပ်ဆက်နေကြသည်ဖြစ်ကြောင်းလည်းထုတ်ပြန်ချက်တွင်ပါရှိသည်လက်ရှိလူသားချင်းစာနာမှုဆိုင်ရာမိဘအဖွဲ့များအနေဖြင့်အရေးပေါ်ခိုလုံစရာနေရအမိုးကအ धिक အိမ်သုံးပစ္စည်းနှင့်အကူပြောင်းကာလာမှာလိုအပ်သည့်အကူအညီများကိုလူဦးရေ85,300ထံပေးအပ်နိုင်ရန်ကြိုးစားနေကြသည်ဟု UNOCHA ကထုတ်ပြန်ချက်တွင်ဖော်ပြထားသည် မြန်မာနိုင်ငံတွင်မက်လ28ရက်တွင်လှုပ်ခတ်ခဲ့သည့်အင်အားအလွန်ပြင်းငလျင်ကြီးကြောင့်ဧပြီလ16ရက်တည်သေဆုံးသူ3928ဦးတရားရရှိသူ9106ဦးနှင့်ပျောက်ဆုံးသူ129ဦးရှိကြောင်းစစ်ကောင်စီကထုတ်ပြန်ထားသည်